ဟယ်လိုတတဲလေးတို့ရင်ပိရက်တွေလည်းကုန်သွားပြီရှောက်လေလို့လည်းဝသွားပြီဆိုလို့ရှိရင်တော့နေလောင်ထားတဲ့မျက်နှာသားရည်တွေကိုပြန်လည်ထိန်းသိမ်းပေးဖို့ရလဲမမေ့နေအောင်နော်ဒီတစ်ခေါက်မှာတော့ treatment လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒီ treatment လေးကတော့ baby skin treatment လေးပဲဖြစ်ပါတယ် baby skin treatment ကိုဘယ်လိုလိုတွေလုပ်တင်လဲဆိုတာပြပြပေးမယ်နော်အသားရည်နေလောင်ထားပြီးမညီတဲ့သူတွေတင်းတိတ်တွေအမဲဆက်တွေညော့နေလာခြင်းတွေတွေ စကင်တုံးကိုပုံမညီလာခြင်းပြီးစားဝတ်ချက်ရှိတဲ့တွေမိတ်ခတ်တွေလိမ့်ကြမလို့ပဲ soft skin ဖြစ်ချင်တဲ့တွေလုတ်ပေးတင်ပါတယ်နော် ဒါဆိုရင်တော့ BB skin မှာဘလို့အဆင့်နေပါလဲဆိုတာပြပြပေးမယ်နော်။အရင်ဦးဆုံးအနေနဲ့တွေ့လက်ပတ်မှုအကောင်အောင်ဦးကောင်းနဲ့လေပင်ပိုင်းကိုအကျော်လျှော့ပေးတယ်။ပြီးသွားလို့ရှိရင်တော့မျက်နှာသစ်ကြည့်ချွတ်ပေးပါတယ်။တတိယအဆင့်အနေနဲ့ကစကင်ကဲတွေကိုပုံမအာနိတင်ထိရောက်လာအောင်မျက်နှာတစ်ဝက်ကိုအကျော်လျှော့ပေးရပေါ့နော်။နောက်တစ်ဆင့်အနေနဲ့စာဝတ်ချက်တွေကိုထုတ်ပေးပြီးတော့ baby skin set နဲ့အာဟာရဖြည့်ပေးပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကအသားရည်ကိုပုံမကြည်လင်းလာအောင်မျက်နှာပေါင်းတင်ပေးပြီးတော့အသားရည်ကိုညှိပေးတဲ့အာရန်ဆက်နဲ့ပေါင်းတင်ပေးပါတယ်။နောက်ဆုံးအနေနဲ့စကင်ကဲတွေကိုအဆင့်ဆင့်ပြန်လင်းပေးတာဖြစ်ပါတယ်။ချိန်အားဖြင့်မိနစ်90တနိုင်ကြော်လေးပဲကြာပြီးတော့တလားမှာတစ်ချိန်သာ treatment လေးယူပေးတင်ပါရနော်။ဒါလေးကတော့ baby skin treatment လုပ်ပုံအစင်းစင်းနဲ့ဘလူးလူးတွေလုပ်ပေးတင်လဲဆိုတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။